ရုပ်ဆိုတာဘယ်ဟာခေါ်တာလဲဆိုဒီမေကုန်းလေးကိုမေးတယ်ဘယ်ရာကနံဘယ်ရာကရုပ်လဲလို့မေးတော့အခုခေတ်ဖြစ်ရင်တော့တမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဘယ်လိုဖြေကြတော့ဆိုမိတို့ဒီဘက်မှာလာတဲ့အတိုင်းပေါ့ ပါတယ်စားချင်တာကနန်းစားတာက ရုပ်သွားချင်တာကနန်းသွားတာကရုပ်ဒီလိုဖြည့်တာလေရှိဒါဝိသုဒ္ဓိမဲ့မှာလာတဲ့စကားတစ်ခုပေါ့နော်တော့ကြတော့သွားချင်တာကအဲစားချင်တာကစားချင်တယ်ဆိုတာစားချင်တဲ့စိတ်ဖြစ်တာစားချင်တာကနန်းစားချင်တာကနန်းစားတာကရုပ်လို့ဆို ဒါကြောင့်ငါးစားကျင်နာပါတော့ပန်းတီပန်းတီကနန်းလို့တော့မလုတ်လိုက်နဲ့။ငါးစားကျင်နာကခောက်ဆွဲခောက်ဆွဲကနန်းလို့ဖြစ်ကုန်ပဲတော့တကြ။နော်။အဲ့လိုဆိုလိုတာမဟုတ်ဘူး။အဲ့ဒီမှာရှင်နာကတင်တာဘလို့ဖြေတော့နန်းဆိုတာဘယ်ဟာလဲ။ဘယ်ဟာကိုနန်းခေါ်တာလဲဘယ်ဟာကိုရုပ်ခေါ်တာလဲဆို။ ယန္တထမဟာရာဇအောလရိကဧတံရူပံတိသာထင်ရှားမျက်လုံးနဲ့လည်းမြင်ရတယ်လက်နဲ့ဆမ်းလို့လည်းရတယ်နားထောင်လို့လည်းရတယ်ဟုတ်လားအောလရိကဆိုတာတိသာထင်ရှားမြတ်ဘာပြေမှာတော့အောလရိကကိုကြံတန်းတယ်လို့သူသုံးတယ်ကြံတန်းတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ကြာကြာတော့ဟိုလွှာသွားကြီးလို့ကြံတန်းနေတယ်လို့အောင်းမိတ်တယ် တိတာထင်ရှားတယ်လို့ဒီလိုပြောအောင်အဲ့ဒါပို့ကောင်းကြာဘူးကြမှာဗောဘိန်တော်ဆေးထဲမှာမြန်မာပြည်မှာရင်တော့အော်လရိကဒုက္ခမဆိုပြီးတော့ဆေးပညာတခုပေါ်သေးတယ်လေအခုတော့သိမကြောက်ရှိတော့ရှိပါလေဒီမှာအော်လရိကဒုက္ခမအကျမ်းနဲ့အမှုပေါင်းထားတာလားမသိဘူးအော်လရိကဆိုတာတိတာထင်ရှားတာ ယုတ်တရားတွေထဲမှာလဲဩလာရိကယုတ်ဒုက္ခမယုတ်ဆိုပြီးတော့နှစ်မျိုးခွဲတာရှိတယ်။ကဲရှင်နာကတိနာဖြေပုံကတော့အဲ့ဒီယုတ်နဲ့နံနှစ်မျိုးတည်းမယ်တဲ့။သီတာထင်ရှားတာကယုတ်ပါလို့သူတို့ဖြေတာတပတ်။အဲ့တော့သီတာထင်ရှားတယ်ဆိုတာမျက်စိနဲ့မြင်လို့ရတယ်။သီတာတော့မျက်စိနဲ့ကြည့်လို့ရတယ်။မျက်စိနဲ့ချိမရတာじゃနားနဲ့နားထောင်လို့ရတယ် နားနဲ့နားထောင်လို့မရတာကြတော့နှာခေါင်းနဲ့နမ်းကြည့်လို့ရနှာခေါင်းနဲ့နမ်းကြည့်လို့မရရင်တော့ရှာနဲ့ရက်ကြည့်ပေါ့ရှာနဲ့ရက်ကြည့်လို့မရတာကြတော့စမ်းတတ်ပြီးတော့ကြည့်ခန္ဓာကိုယ်နဲ့စမ်းကြည့်အဲ့ဒါလို့တိတာထင်ရှားတာကို तू ကယုတ်လို့ဒီလိုပြောလိုက်တာနော်လူခန္ဓာကိုယ်မှာတိတာထင်ရှားတာမျက်စိနာနာလျာကာယဆိုတာတိတာထင်ရှားတဲ့အရာတစ်ခု အဲ့ဒီတိတာထင်ရှားတဲ့အရာဒီရုပ်လို့ပြောလိုက်တာဟာ general point ကိုပြောတယ်လို့ပဲဒီလိုပြောရမှာမတိတာမထင်ရှားတဲ့ရုပ်ကလည်းရှိသေးတယ်လေသို့သောရှင်နာဂသေနာပြောပုံကတော့သူကလူတွေမှာတမန်အားဖြင့်ရုပ်ဆိုတာဖော်ပြလို့ရနေတယ်ပေါ့နော်ရုပ်ဆိုတာကြီးကတိတာရုပ်ဆိုတာကြီးကတိတာ အဲ့ဒီတိတာထင်ရှားတာကယုတ်လို့သူဒီလိုဖြေလိုက်တာเนาะရေတတ္ထသူခုမှာစိတ်တဆေရတိကဓမ္မအိတံနမံနဲ့အဲ့ဒီထဲမှာတိမ်မွေ့ပြီးတော့တိမ်တိမ်မွေ့မွေ့လေးနဲ့တိဖို့ခက်တဲ့စိတ်နဲ့ဆေရတိဆိုတာကြတော့နန္တရာဒီလိုဆိုလိုတယ်သူက